ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ပူပူဖြစ်ပါတယ်ဒီနေ့မှာကြတော့ကျွန်တော်အတွဲတင်နေနေပေါ့နော်ထိုင်ကရိယာလေးတွေကိုကရိယာစေကိုလာပြီးတော့ရှင်းပေးတာဖြစ်ပါတယ်ကျွန်တော်မှလာရောက်လ ీల နေတဲ့တငယ်ချင်းတွေတို့ကိုကျွန်တော်တည်တက်လုပ်ပေးထားတာဖြစ်ပါတယ် Okay အဆူစာမနော်နံပါတ်1ပေါ့နော်နံပါတ်1မှာကျွန်တော်ပြထားတဲ့ပေါ့နော်ကျွန်တော် Messenger မှာပို့ထားတဲ့စာတွေဖြစ်ပါတယ်နော်ဒီမှာနံပါတ်1မှာ ဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတာကြတော့ pain pain ဆိုတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော် okay pain ဆိုတာဖြစ်တာကိုပြောတာနော် pain ဆိုတာအဲ့အဲ့ဒါကိုဥပမာအနေနဲ့ပြောမယ်ဆိုရင် pain ပေါ့နော်ကျွန်တော်ယောက်ျားလေးဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကျွန်တော်ဆိုလို့ရှိရင်ผมကျွန်တော်ဖြစ်တာ pain ယောက်ျားလေးผู้ชาย อ่าผมเป็นผู้ชายจนผิดตาอยากจะลีปอนเนาะอะเราမြန်မာလိုနဲ့ပြန်မယ်ဆိုကျွန်တော်อยากจะลีဖြစ်ပါတယ်ပေါ့เนาะအဲ့လိုမျိုးနေရာမှာဒီ pain ဆိုတာရေးတုံးလို့ရပါတယ် pain ဆိုတာဖြစ်တာကိုပြောတာเนาะဖြစ်တာကို pain ဆိုတာ pain ဆိုတာ ਨੇ တွဲသုံးရတာဥပမာဒါဒါဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုလို့ပြောမယ်ဆိုဒါလေးကိုတွဲသုံးတာပေါ့เนาะဥပမာဒါအာอยากจะลีဖြစ်တဲ့ဆိုရင် ป็นผู้ชายเนาะมิงลีพิจิตเป็นผู้หญิงอ่าอะไรม่บนเนาะมึงลีพิตีมึงลีพิจิตีตมโหยกจาริพิจิตียกจาริสุริชินผู้ชายเป็นผู้ชายสุริชินยกจาริพิจตีบนเนาะอ่าอะไรมีนี่อะไรมาดิเป็นสุรายุตรงยา้อะไรพี่ป้าได้โอเคนักคู่ตัวแม่กินสุราซาเดบนเนาะซาเดอ่าบนเนาะกิน skin ဆိုတာစားတဲ့စားတိစားစားတဲ့ပေါ့နော်အဲပြောရရင်စားတဲ့စားတိဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် skin ဆိုတာကြတော့อืมဘာကိုกินတာလဲဥပမာအနေနဲ့ဘာကိုกินတာလဲဘာကိုစားတာလဲ tomato ဆိုလို့ရှိရင်ခေါက်ပေါ့နော်အဲ skin ခေါက်ဆိုလို့ရှိရင် tomato စားတယ် skin ก๋วยเตี๋ยวဆိုလို့ရှိရင်ก๋วยเตี๋ยวစားတယ် skin မမဆိုလို့ရှိရင်မမစားတယ်ပေါ့နော်အဲလို့ဖြစ်ပါတယ် အဲ့ဒါကျတော့ kin ဆိုတာကိုပြောတာဖြစ်ပါလိ kin ဆိုတဲ့အဓိပ္ပာယ်ကကျတော့စာပေါ့နော်စာတယ်စာတီစာတော်စာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါလေ okay ပြီးလို့ရှိရင်နောက်တစ်ခုသွားမယ်အိတ်တောက်ပေါ့နော်အဲအိတ်တောက်ကျတော့ non non ဆိုတာအိတ်တယ်ပေါ့နော်အိတ်ဒီအိတ်တော်အိတ်ဒီအိတ်တော်အိတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါရင်နော် non no 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 ဆိုတာ okay နောက်တစ်ခုသွားမယ် ဒါကြတော့ပိုင်းပိုင်းဆိုတော့သွားတီသွားတော့သွားတယ်အဲ့ဒါလည်းနမူနာလေးကြီးအများကြီးရှိရတော့ကျွန်တော်နောက်နောက်မှပြန်ပြောပြမယ်ဒါလေးတွေအရင်ခြေခံဒီခရိယာလေးတွေကအခြေခံလေးတွေဖြစ်တဲ့အတွက်ဒါလေးတွေကိုနားမလည်တဲ့သူတွေအတွက်ပေါ့နော်နားလည်ပြီးသားသူတွေကကြတော့သူများကိုပြောပြလို့ရတာပေါ့နော်အာ Okay ပိုင်းဆိုတော့သွားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့လာတီပေါ့နော်လာတီလာတော့လာတယ် မာဆိုတာလာတီလာတော့လာတဲ့ပေါ့နော်သူရဲ့အိပဲကျတော့မာဆိုတာမာလာတီလာတော့လာတဲ့ဖြစ်ပါတယ်โอเคနောက်တစ်ခုကကျတော့နံပါတ်6နံပါတ်6မှာကျတော့ဒူးဒူးဆိုတာကြည်တာကိုပြောတာဒူးဆိုတာကြည်တာကိုပြောတာเนาะကြည်တယ်ကြည်တော့ကြည်တီပေါ့နော်အဲ့လိုဒိပဲရှိပါတယ်အာပြီးတော့နံပါတ်9မှာပေါ့နော်နံပါတ်9 โอเคနံပါတ်9မှာကျတော့ဒီဥစ္စာပေါ့နော်ပြောတည်ပြောတော့ပြောတယ်ပေါ့နော်သူရဲ့အာခရိယာအဓိပ္ပာယ်ကျတော့အဲ့ဒါကျတော့ food ပေါ့နော် food ဆိုတာပြောတည်ပြောတော့ပြောတယ်ဖြစ်ပါတယ် food ဆိုတာပြောတည်ပြောတော့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော် food ဆိုတာတန်ထွက်သီချာနားထောင်တော့ food ပြလို့ရှိရင်ဒီတန်ထွက်လေးတွေနဲ့ကျွန်တော်ဟို meaning ဖွဲ့ပြမယ်နော် အလွယ်ဆုံး meaning လေးတွေဖွင့်ပြပေးမယ်နော် ပြောလို့ရတဲ့ပုံစံလေးတွေပေါ့နော် okay နောက်တစ်ခုကကြတော့ရေးတယ် kien kien ဆိုတာရေးတာကိုပြောတာဘာလို့ရေးတာလဲရေးတယ်ဆိုတဲ့စာပဲရှိတော့လေစာရေးနေတာပေါ့နော် စာရေးသည်ပေါ့နော်ရေးသည်ရေးတော့ရေးတယ်ဖြစ်ပါတယ် kien ဆိုတာရေးသည်ရေးတော့ရေးတယ်ဖြစ်ပါတယ်နော် okay နောက်တစ်ခုကကြတော့အာဒါဥစ္စာပေါ့နော်ဖတ်တီဖတ်တီဖတ်တော့ဖတ်တယ်အာအဲ့လိုဖတ်တာဆိုဘာဖတ်တာလဲစာဖတ်တာပေါ့နော်အာဖတ်လို့ရှင်စာပဲဖတ်လို့ရမှာလေလူဖတ်တာမဟုတ်ဘူးနော်ဒီဥစ္စာလူဖတ်တာမဟုတ်ဘူးနော်စာစာစာပေဖတ်တာဖြစ်ပါတယ်စာပေဖြစ်စာပေဖတ်တာကိုပြောတာဖြစ်ပါရင်နော်သူရဲ့အဓိပ္ပာယ်ကအဲ့ဒါအန်အန်ဆိုတာစာပေဖတ်တာဖြစ် ဖြစ်ပါတယ် and ဆိုတာစာပေဖတ်တာကိုဆူလိုတာဖြစ်ပါတယ်เนาะ okay ဒီဥစ္စာလေးပြီးသွားပြီဆိုတော့နောက်တစ်ခု meaning လေးအဒီကရိယာလေးကို meaning တွဲပြမယ်ပေါ့เนาะအဘလို့ဒီတွဲမယ်ဆိုတာကလေးလေးနောက်ဆိုအများကြီးတွဲပြမယ်เนาะဒါကတော့အခုကတော့ကျွန်တော်ဒီလိုမျိုးပေါ့เนาะ အမီနီမီနီအများကြီးတွေ့ပြမယ်နော်ဒီကရိယာလေးတွေကိုပေါ့နော်ဒီကရိယာလေးတွေကိုသုံးပြီးတော့မီနီတွေ့ပြမယ်အခုလောလောဆယ်ကျွန်တော်တငယ်ချင်းတွေကျွန်တော်စီမလာရောက်ပြီးတော့လေးလာနေတဲ့အာထိုင်းစကားလေးလာနေတဲ့တငယ်ချင်းတွေတို့ကိုကျွန်တော်အလွယ်ဆုံးလေးတွေအရင်လုတ်ပေးထားတာဖြစ်ပါတယ်နောက်ဆုံး distribute sit နော်နည်း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 စီခတ်သွားမှာဖြစ်ပါတယ်โอเคတငယ်ချင်းတို့ကြိုးစားပါလို့ပြောချင်ပါတယ်โอเคအားလုံး thank you ပါနော်